စိတ်ရချမ်းသာခြင်းကိုယ်ယူချင်ပါခြင်းတို့နဲ့ပြည့်စုံကြပါစေလို့ဥစွာပထမဆုမွန်ကောင်းတောင်းရင်းနေပဲကျမတို့ရဲ့ revision presentation လေးကနေပြီးတော့ကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ကျမတို့တငယ်ချင်းအဖွဲ့ဟာဒီတွဲမြန်မာစာရဲ့အခန်းနှစ်အဖက်ရုပ်သင်ခန်းစာမှာပါရှိတဲ့အရသာကြီးချမ်းဆက်သည်ဆိုတဲ့သင်ခန်းစာလေးကိုတငယ်ချင်းတို့ဆောင်းပွဲဖြေတဲ့အခါမှာအလေးအကျင့်ရသွားအောင်လို့ပြန်လည်မျှဝေပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ နောက်ဆုံးမှာကျွန်တော်တို့ဖွဲ့နေတဲ့အတူအရာသာကြီးချမ်းဆက်ကြီးကဗျာရဲ့စာစုမိတ်ဆက်ကဗျာအမျိုးစားကဗျာကဗျာရဲ့အထိပ္ပယ်ဆိုလိုရင်ခက်စစ်အလင်ကရတကုံတွေကိုလေ့လာပြီးရတဲ့နောက်မှာမိဘလောက်နားလဲခဲ့သလဲဆိုတာကိုဆက်စစ်ဖို့အတွက်လေ့ကျင့်ရမိကွန်းလေးလေ့ပြင်ဆင်ထားပါတယ်အလုံးမဲ့တူတူလိုက်ဖြေကြရအောင်နော်မိကွန်းနံပါတ်1အရာသာကြီးချမ်းဆက်ကြီးကဗျာသည်ကလတ်ကဗျာအမျိုးစားဖြစ်ပါသည် ကာကြီးကြွားချင်း ခါခွင်းဟန်ချင်းကားငယ်လွမ်းချင်းကားချင်းတိတ်ထက်မိကုံးနံပါတ်1လွန်ချင်းကပြာသည်ကြည်နိုးလက်စုဖွဲ့ရများကိုဖွဲ့ဆိုထားသည့်ကော်လနစ်ဆုံးသောကပြာမျိုးစားဖြစ်ပါသည်ကာချင်းဤခါခွေလေးကငယ်တီကာချင်းပေ မေခွန်းနံပါတ်3လပင်ကြီးအတိတ်ဘယ်မှာကွက်လက်ဖြစ်သည်ကာကြီးအုံဆောင်ခါခွေဆလောင် ကားငယ်အဖုံကာကြီးထမင်းအုပ်မေခွန်းနံပါတ်4အရသာကြီးချက်ဆက်သည့်ကြပြတွင် ပါရှိသောချက်ဆက်သည့်သည်မြည်စီအသည်ဖြစ်သည်နီကာကြီးခယံသည်ခါခွေဘူးသည်ကားငယ်ကြောင်ရှာသည်ကာကြီးငရုတ်သည် မေခွန်းနံပါတ်5အရာသာကြီးချမ်းဆက်သည့်ကပြားကိုမိသိခေတွင်ရေးသားခဲ့သည်။ကာကြီးကော်လိုနီခေခါခွေလွတ်လပ်ရေးခေကငယ်ကုန်းမောင်ခေကာကြီးအင်းဝါခေမေခွန်းနံပါတ်6ဖောဝစီရသည်တာမဏိဘဝမှာပင်ကောလတ်စာပေရေးဖွဲ့ခြင်းကိုဝါသနာထုံးခဲ့သည်။ကာကြီးဆောင်းပါခါခွေဝိတု ကားငယ်၊ကပြား၊ကားကြီး၊ပုံမြင် မေဂောနမခွန်အရာသာကြီးချမ်းဆက်ကြီးကပြားတင်ပါရှိတော့ဒေါ်လီကျိုကြီးမိတိလင်ကမြောက်တနီကာကြီးဥပမာလင်ကခါခွေယူပကလင်ကကားငယ်ဝင်းငါဝတီလင်ကကာကြီးတေတယဝတီလင်ကမေဂောနမ အရသာကြီးချန်ဆက်တီကပြာတီမိတိတလေးကိုအခြေခံ၍ရေးသားထားတည်းကာကြီးတောရတလေးခါခွေမြို့တလေးကငယ်နန်းတွင်တလေးကာကြီး တိုင်ရင်သားတလေးမေဂုံနမကိုအရသာကြီးချန်ဆက်သည့်ကြပြတွင် ပါရှိသောလေညိုဝင်းကျိန်သည်မြည်သည့်အလင်ကမြောက်တနေကာကြီးဥပမာအလင်ကခါခွေယူပကအလင်က ကားငယ်မိတန်ဆွဲအလင်ကကားကြီး ဝင်ငါဝတီအလင်ကမေခွန်းနံပါတ်30ဖိုးဝက်စီရသည်1236တွင်စတင်ထုတ်ဝေခဲ့သောကွက်လက်တွင် ဝင်ရောက်လောက်ကန်ရာမှပို၍ထင်ရှားလာခဲ့သည်ကားကြီးအင်းဝသတင်းစာခါခွေရန်နာဘုံနေပြီးတော့သတင်းစာကားငယ်မန္တလေးသတင်းစာကားကြီး ရန်ကုန်သတင်းစာ ခုနောက်ဆုံးမှာတော့ကျွန်တော်တို့အဖွဲ့နဲ့အတူဆရာဖဝက်စီရရဲ့အရာသာကြီးချမ်းဆက်သည့်သင်ခန်းစာလေးကိုလည်းအတူတူလေ့လာပြီးမိခွန်းနေလည်းအတူတူ ဖြည့်ပြီးကြပြီဆိုတော့ကိုဘလောက်နားလည်လိုက်တယ်လဲဘလောက်မမိလိုက်တယ်လဲဆိုတာကိုတီးပြီးကြမယ်လို့မျှော်လင့်ပါတယ်။မကြခင်ဖြစ်ဆိုရတော့မယ်စနစ်တန်းဆောင်ပွဲကြီးမှာလည်းအဆင်ပြေချောမွေးစွာပြည့်စုံနိုင်ကြပါစေလို့သူမွန်ကောင်းတောင်းရင်းနဲ့ပဲကျွန်တော်တို့အဖွဲ့ရဲ့ revision presentation လေးကိုအဆုံးသတ်လိုက်ရပါတယ်ရှင်။ 你有机会进去啊？冷吗？但是各位呢，稍微注意一点，九月份开始内搭吧，十月份刚刚毕业，大家表现呢，至少要离得开，才能内搭吧，自信。